အဓိကတော့ကမ္ဘောဒီးယားကိုလည်းသူတို့လက်တုံ့ပြန်မယ်အစွမ်းကုန်တုံ့ပြန်မယ်လုံးဝဒါအားနေပြီးတော့ဒါလုံးဝရှုံးနေသွားသည့်အထိသူတို့တိုက်မယ်ပေါ့နော်အဲပြီးရင်ဒါသူတို့ ਨੇ ဆွေးဆက်ဆွေးနွေးညှိနှိုင်းတဲ့ကိစ္စကိုလည်းသူကလုံးဝပယ်ချတယ်ငါတို့ကိုခွန်တိုးကောက်မယ်ဆိုရင်လည်းငါတို့ဂူးဆိုင်မှာမဟုတ်ဘူးအဲငါတို့ကတော့ဒီစစ်ပွဲကိုနိုင်အောင်တိုက်မှာကမ္ဘောဒီးယားကလုံးဝရှုံးနေပြီးတော့အားပြတ်သွားသည့်အထိငါတို့ကတိုက်မှာဆိုတဲ့ပုံစံမျိုးနဲ့ပြတ်သားပြတာကဒီစစ်အင်အားတွေတာလုံနေလို့လား thank you မင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါလေဒီကနေ့မှာတော့ဒါကျွန်တော်တို့ရွေးချယ်ထားတဲ့အကြောင်းအရာကထိုင်းနဲ့ကမ္ဘောဒီးယားဒါစီရေးအခြေအနေပေါ့နော်တင်းမာလာတဲ့စီရေးအခြေအနေဒါအဆိုးဆုံးအခြေအနေထိရောက်လာတယ်ဆိုတဲ့အကြောင်းလည်းဒါကျွန်တော် ပြောကြမယ်ပေါ့နော်အဲပြီးတော့ဒီအခြေအနေတွေကဘာတွေဆက်ပြီးတော့ဖြစ်လာနိုင်မလဲအဲပြီးတော့ဒါနှစ်ဖက်အဆုံးထိတွေးထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါစီရေးနှိုင်းယှဉ်ချက်တွေအရာဆိုရင်ရော ဘယ်ဘက်ကပို့ပြီးအေးတာလာမလဲဆိုတဲ့အကြောင်းတွေလည်းဒါကျွန်တော်ပြောကြမယ်ဆွေးနွေးကြမယ်ပေါ့နော်ပထမဆုံးတော့ဒါထိုင်းနဲ့ကမ္ဘောဒီးယားနေဆက်ဒါစီစကက်ခရိုင်ဒါဖူပလက်နေဆက်ဒေတာအနီးမှာဒီဇင်ဘာ9ရက်နေ့နေ့လယ်ပေါ့နော်ထိုင်းစံတော်ချိန်2နာရီ15မိနစ်မှာပြစ်ခတ်မှုတွေပြန်လည်ဖြစ်ပွားခဲ့တာရှိတယ်35မိနစ်ကြာပေါ့နော်ဒါပြစ်ခတ်မှုအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားမှုအတွင်းပေါ့နော်ထိုင်းစစ်သား2ဦးတန်ရာရတယ်ဆိုပြီးတော့ဒါပြစ်ခတ်မှုပြန်လဲစတင်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကမ္ဘောဒီးယားကာကွယ်ဝင်ကြီးဌာနဒါပြောရေးဆိုခွင့်ရှိသူကလည်း ထိုင်းဘက်ကစတင်ပြစ်ခတ်တယ်ဆိုပြီးတော့ပြောတယ်။ဒါဘလို့ပဲဖြစ်ဖြစ်ပေါ့နော်။စပြီးတော့ဖြစ်ပါ යි ဆိုနေကတော့တဖက်ဘက်ကတော့စပြီးတော့ပြစ်ခတ်တာပဲပေါ့နော်။ဒါပထမဆုံးတော့ကမ္ဘောဒီးယားကအရင်ဆုံးအဲ့လိုမျိုးဒါထွက်ပြီးတော့ပြောတယ်ပေါ့နော်။ကမ္ဘောဒီးယားဘက်ကဒါပြန်လည်ပြစ်ခတ်တာမရှိကြောင်းနိုင်ငံအကြားငင်းငယ်သဘောတူညီတဲ့တီကိုဒါလိုက်နာခဲ့ကြောင်းကနဦးမှာပြောတယ်ပေါ့နော်အဲပြီးတော့ကျတော့ဒီလိုမျိုးဒါထိုင်းဘက်ကနေပြီးတော့ပြစ်ခတ်တဲ့ဟာတွေကြောင့်မလို့ဒါသူကသူ့ဘက်မှာရှိတဲ့ဒါဒေသခံပြည်သူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတယ် 24နာရီစောင့်နေပါတော့အပြီးမှသူကပြန်ပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးဒါကလည်းအဲ့သူနိုင်ငံကိုအခုလိုမျိုးဒါတိုက်ခိုက်လာတာဖြစ်တဲ့အတွက်သူကပြန်ပြီးလက်တုံးပြန်နေဆိုတဲ့ပုံစံမျိုးပေါ့နော်အရင်ဆုံးတော့ထိုင်းဘက်ကစပစ်တယ်ဆိုတဲ့ပုံစံမျိုးကမ်ဘောဒီးယားကပထမဆုံးထုတ်ပြောတာပေါ့နော်အဲ့တော့ပြစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါအာဆီယံစောင့်ကြည့်အဖွဲ့ AOD ထံကိုဒါချက်ချင်းသတင်းပေးပို့ခဲ့ပြီးတော့ပွင့်လင်းမြင်သာမှုတရားမျှတမှုနဲ့တိကျသေးသောစုံစမ်းစစ်ဆေးပြုလုပ်ရန်တိုက်တွန်းထားတာတွေ့ရတယ်ပေါ့နော်။အဲ့တော့ကမ္ဘောဒီးယားဘက်ကအခုလိုမျိုးလက်ဦးမှုရယူပြီးတော့ထုတ်ပြန်ပြောဆိုချက်ပေါ်ထိုင်းတဝင်တပ်မတော်ကလည်းပြန်ပြီးတော့တုံ့ပြန် ထားတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒါအဲ့ဒါဆိုရင်ねထိုင်းစစ်သားကိုဘသူပြစ်တာလဲဆိုပြီးတော့တုံ့ပြန်ပြီးမင်းကွန်းထုတ်ထားတယ်ပေါ့နော်။အဲ့တော့နှစ်ဖက်အပြန်အလှန်ဆွဆွဲအငင်းပွားတာတွေဖြစ်ပွားနေတဲ့သဘောပေါ့နော်။အဓိကတော့ ဒါကမ္ဘောဒီးယားဘက်ကလည်းဒါပထမဆုံးဒီလိုမျိုးလှုပ်ရတာဆိုတဲ့ဟာကထိုင်းဘက်ကနေစပစ်လို့ပါဆိုပြီးတော့ပြောတယ်။ထိုင်းကလည်းပြန်ပြောတယ်။အဲ့ဒါဆိုရင်ငါတို့ထိုင်းစစ်သားကိုဘယ်သူကအရင်ပြစ်တာလဲ၊ဘယ်သူကပြစ်တာလဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ပြန်ပြောခဲ့တာရှိတယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးအငင်းပွားတဲ့ဟာတွေကအဆုံးစုံဆုံးအခြေအနေထိရောက်လာခဲ့တာတွေရှိတယ်။အမြေပြင်မှာတော့ဒါကမ္ဘောဒီးယားစစ်တပ်က PN21 rocket တွေနဲ့ပေါ့နော်။ထိုင်းဘက်ကိုပစ်ခတ်နေသလိုထိုင်းစစ်တပ်ဘက်ကလည်းဒါ F16 တိုက်လီယင်တွေနဲ့ အဲဆီရေပြမှတ်၃ခုကိုပေါ့နော်ဒါဘုံကျဲချတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ကမ္ဘောဒီးယားပတ်ချန်းတွေကိုဒါပြစ်ခတ်နေတာရှိတယ်တိုက်ခိုက်ဘုံကျဲနေတာရှိတယ်ပေါ့နော်အဲ့တော့တိုက်ပွဲတွေကရက်ပိုင်းအတင်းမှာကိုပဲဒါတော်တော်လေးကိုပြင်းထန်လာတာတွေ့ရတယ်တရက်နှစ်ရက်အတော်တွင်းမှာကိုပဲတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်ပွားလာတယ်လက်ရှိမှာတော့ဒါအပြစ်ရဲ့စာချုပ်ကိုချိုးဖောက်ပြီးတော့စတင်ပြစ်ခတ်မှုနဲ့ပတ်သက်လို့ဒါနှစ်နိုင်ငံလုံးကအပြန်အလှန်ဆွဆွဲနေကြတယ်ပေါ့နော်နှစ်ဖက်လုံးကလည်းမိမိကိုယ်ကို ခုခံပိုင်ခွင့်ခုခံကာကွယ်ခွင့်အရာပေါ့နော်အခုလိုမျိုးတိုက်ခိုက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါပြစ်ခတ်ကြတာဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာရှိတယ်ပေါ့နော်အဲ့တော့ဘဘက်ကစပြီးတော့လှုပ်တယ်လဲဆိုတဲ့ဟာကတော့မြေပြင်မှာအတိဆုံးဖြစ်နေမှာပေါ့နော်ဒါမဲ့လည်းနှစ်နိုင်ငံထုတ်ပြန်ချက်တွေအပြန်အလှန်ဆွဆဲပြောဆိုမှုတွေကတော့အဲ့အချိန်နေထိထိဖြစ်လာတယ်ပေါ့နော်အဲ့လက်ရှိမှာဒါထိုင်းစစ်တပ်နဲ့အရက်ဘတ်အာနာပိုင်တွေကထိုင်းကမ္ဘောဒီးယားနဲ့ဇက်ကလူပေါင်း၄သိန်းကျော်၄သိန်းကျော်ကိုအာဘေးလွယာကိုရွှေ့ပြောင်းနေရတာရှိတယ် ထိုင်းမီဒီယာတွေကလည်းဒီအကြောင်းတွေကိုဖော်ပြကြတယ်။ဒါပြင်ထိုင်းဘက်မှာအခုလိုမျိုးဘေးလွရာရွှေ့ပြောင်းနေရတဲ့သူတွေကိုပေါ့နော်။ယာယီခိုလုံခွင့်အနေနဲ့အာစခန်းတွေဆောက်လုပ်ပေးတာတွေဒါယာယီဖွင့်လှစ်ပေးတာမျိုးတွေရှိခဲ့တယ်။ထိုင်းပညာရေးဝန်ကြီးဌာနကလည်းဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေဒါဘေးရန်တွေကင်းစေဖို့အတွက်ပေါ့နော်။လုံခြုံရေးစိတ်ချသည့်အထိပေါ့နော်။သူကနေဆက်ပြည်နယ်၅ခုကပေါ့နော်။ကျောင်းပေါင်း640ကျောင်းကိုလည်းယာယီပိတ်ထားဖို့ဒါသူတို့တွေညွှန်ကြားထားတာရှိလာတယ်ပေါ့။ ဲ့တော့ဒါစစ်ဖြစ်ကြပြီဟေ့ဆိုရင်တော့ဗောနော်ဒါနှစ်ဖက်အပြန်အလှန်ပြစ်ခတ်နေကြတာဖြစ်တဲ့အတွက်ဗောနော်အဲ့ကြားထဲမှာရှိတဲ့ဒါဒေသခံတွေပြည်သူတွေကတော့ဒါထိခိုက်ကြရတယ်ဗောနော်အဲ့ဒါကြောင့်မလို့လေအခုလိုမျိုးဒါတို့နိုင်ငံအချင်းချင်းကြားထဲမှာဗောနော်အဲတို့ရဲ့ပြစ်ခတ်မှုတွေအောက်မှာမထိခိုက်စေဖို့အတွက်ကိုဒါတို့ရဲ့ဒေသခံပြည်သူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းနေတာတော့ဒါတွေ့ရတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်ပြီးဆိုရင်တော့အကုန်လုံးကအနေဆင်းရဲအစားဆင်းရဲရွှေ့ရပြောင်းရဆင်းရဲဒုက္ခတွေကြုံတွေ့ကြရတာပဲဗောနော်ဒါကတော့မကောင်းတဲ့ဒါ ါကတော့မကောင်းတဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့စစ်ဆိုတာတော့မကောင်းဘူးပေါ့ဗျာအဲ့တော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကဒါကာလာရှေနေမီအငင်းပွားမှုတွေဖြစ်ခဲ့တာရှိတယ်အဲ့ဒါကြာပြီပေါ့နော်နေမီအငင်းပွားတယ်အဲအဲ့ဒါနေမှာဒီအငင်းပွားမှုတွေကနေဒါနှစ်ဖက်ပြစ်ခတ်တဲ့အဆင့်တွေကြီးဖြစ်ခဲ့ပြီးတော့ဇူလိုင်လ28ရက်မှာတော့ဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ညှိနှိုင်းမှုပြီးရင်အဲမလေးရှားအစိုးရဒါတာဝန်ရှိတဲ့သူတွေရဲ့ဂျောင်းဝင်ညှိနှိုင်းမှုတွေနဲ့ဒါအပြစ်ခတ်ရစဲတဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တာရှိတယ်။ဒီလိုလက်မှတ်ရေးထိုးပြီးတော့လေးလကျော်ကြာမှပဲအခုလိုမျိုးအပြင်းထန်အပြန်လန်ပြစ်ခတ်မှုတွေဖြစ်လာခဲ့တာပေါ့နော်။အဲ့တော့တကြောပြန်တိုက်ပွဲတွေဖြစ်လာတဲ့အချိန်ဒါထိုင်းလိုမျိုးပဲကမ္ဘောဒီးယားဘက်မှာလည်းနိုင်ငံသားတွေကိုခုနပြောတဲ့အတိုင်းပဲဘေကင်းဇုံတွေပေါ့နော်အဲ့လိုမျိုးတွေတတ်မှတ်ပြီးတော့ရွှေပြောင်းလှုပ်ဆောင်ကြရရှိတယ်အခုအခါဒါနေမျိုးကိုကာကွယ်ဖို့အတွက်ပြန်လည်တိုက်ခိုက်တော့မယ်ဆိုပြီးတော့အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကလည်းကြေညာခဲ့တယ်ပေါ့နော်အဲ့တော့ ထိုင်းကိုလည်းသူတို့ကပြန်တိုက်တော့မယ်ပေါ့နော်အရင်ဆုံးထိုင်းဘက်ကနေရောပြန်ပြီးတော့သူတို့ကိုကျူးကျော်တယ်လို့ပြောတယ်အဲ့အတွက်သူက24နာရီစောင့်နေသူဒေသခံပြည်သူတွေကိုဘေးလွတ်ရအောင်ရွှေ့ပေးတယ်အာပြီးတာနဲ့သူလုံးဝဒါဒါနှစ်နိုင်ငံငြိမ်းချမ်းရေးအတွက်ပေါ့နော်သဘောတူထားတဲ့ဟာတွေကိုသူစောင့်ထင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့မရတော့ဘူးအခုတော့ပြန်ပြီးတော့လက်ထုတ်ပြန်မယ်ဆိုပြီးတော့ဒါအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကလည်းပြောလိုက်တာပေါ့နော် အဲ့တော့ကာဝေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်အရလည်းဒါဆိုင်းစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မလို့ကမ္ဘောဒီးယားအရတား9ဦးတေဆုံးပြီးတော့အနည်းဆုံး20ဦးဒါဒဏ်ရာရတယ်ဆိုပြီးတော့သိရတယ်။အဲ့လိုပဲဒါကမ္ဘောဒီးယားပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်မလို့ထိုင်းဘက်မှာလည်းထိုင်းစစ်သား3ဦးတေပြီးတော့29ဦးဒဏ်ရာရခဲ့တယ်ဆိုပြီးတော့သိရတယ်။အဲ့တော့ပြင်းပြင်းထန်ထန်အနေထားကိုဖြစ်လာတဲ့ပုံစံမျိုးတွေ့နေရတယ်ပေါ့နော်။အဲ့တော့ဟိုဘက်ကလည်းချမယ်ဒီဘက်ကလည်းချမယ်ဆိုတဲ့အနေထားမှာကြားထဲမှာတော့တော်တော်လေးဒါပြည်သူတွေကတော့ပြားများနေကြရရှိတယ်။ဒီလိုအခြေအနေမှာဒါအမေရိကန်သမ္မတဒေါ်နယ်ထရပ် သူကတော့ဒါငင်းငင်းဂရိကဝတ်တွေလေးစားလိုက်နာဖို့ပေါ့နော် ပြီးရင်ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံလုံးကိုသူကဖိအားပေးပြီးတော့ပြောဆိုလိုက်တာရှိတယ်ပထမတစ်ကြိမ်ဖြစ်တဲ့အချိန်မှာပေါ့နော်ထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေကဒါမလေးရှားနိုင်ငံမှာမလေးရှားအိုက်တုံးကအာဆီယံဥက္ကဋ္ဌပေါ့နော်တာဝန်ရှိတဲ့သူအဲသူရဲ့ပြီးရင်ဒါအမေရိကန်သမ္မတဒါဒေါ်နယ်ထရန့်ပေါ့နော် သူ့ရဲ့ရှေ့မောက်မှာပဲဒါနှစ်ဦးနှစ်ဖက်ပေါ့နော်ဒါနှစ်နိုင်ငံဒါအပြစ်ခတ်ရစေဖို့အတွက်သဘောတူညီလက်မှတ်ထိုးခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲဒီလိုမျိုးတကြော့ပြန်စီရေးတင်းမာပြီးတော့အပြန်လည်ပြစ်ခတ်မှုတွေကြောင့်မလို့ အမေရိကန်ကလည်းဒါနှစ်နိုင်ငံလုံးကိုဖိအားပေးပြီးတော့လှုပ်ဆောင်လာနိုင်တာတွေရှိလာတယ်။အဲ့ဒါကတော့ဒါစီးပွားရေးနဲ့ပတ်သက်တဲ့ဟာပေါ့နော်။အဓိကတော့အဲဒါအခွန်နေဒါကုံသွဲခွန်နေတိုးမြင့်ကောက်ခံတာမျိုးတွေပို့ပြီးတော့လှုပ်လာနိုင်ရည်ရှိတယ်။အဲ့ဒါကလည်းဆက်ဆက်တယ်ပေါ့နော်။အဲဘာကြောင့်လဲဆိုတော့ဒါပြီးခဲ့တဲ့ဩဂလတွင်မှာအမေရိကန်အစိုးရကဒါထိုင်းနဲ့ကမ္ဘောဒီးယားကြားပြစ်ခတ်ရစဲသဘောတူညီမှုများရှိခဲ့ပြီးနောက်မှာဒါနှစ်နိုင်ငံစလုံးကိုဒါကုံသွဲခွန် 36ရာခိုင်နှုန်းအစားကနေပြီးတော့19ရာခိုင်နှုန်းအထိလျှော့ချပြီးတော့သူကကောက်ခံဖို့သဘောတူထားတာရှိတယ်ပေါ့နော်အဲ့တော့36ကနေ19အထိကိုကောက်ခံဖို့သူကသဘောတူပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့နိုင်ငံအပြစ်ခတ်ရစဲတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးနဲ့သဘောတူခဲ့တာဒါပေမဲ့နောက်25ဒီဇင်ဘာ9ရက်မှာပြန်ပြီးတော့စတင်ခဲ့တဲ့အတွက်ပေါ့နော်ဒါနေဆက်ပြည်ပခါတွေအမြင့်ဆုံးအခြေအနေအထိမြင့်တက်လာတယ်အဲ့တော့နေဆက်ကုံသွေးရဲ့အပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေလည်းရှိတယ် တော့ကုံတယ်မှုတန်မှုကလည်းဒါစစ်စေးကိတွေပိတ်သိမ်းရခြင်းကြောင့်မလို့69ရာခိုင်နှုန်းကျော်လောက်ကိုဒါကျဆင်းသွားတာရှိတယ်။အဲ့တော့ Trump ကပါအခုလိုမျိုးပြောနေပြီဆိုရင်ဒါနှစ်နိုင်ငံလုံးအပေါ်မှာဒါအမေရိကန်ရဲ့ဒါကုံတယ်ကုန်နေဒါစီးပွားရေးကိစ္စတွေဖိအားတွေပို့ပြီးတော့လှုပ်လာနိုင်ခြင်းရှိတယ်ဆိုတာတွေ့ရတယ်ပေါ့နော်။အစတုန်းကတော့ short ချပေးထားတယ်ဒါပေမဲ့သူတို့ရဲ့စကားတွေကိုနားမထောင်ဘူး။နားမထောင်ဝင်တဲ့မြေပြင်မှာနှစ်နိုင်ငံလုံးကမင်းဘက်မှားတယ်ငါဘက်မှားတယ်ဆိုတဲ့ပုံစံမျိုးမင်းကိုလည်းတိုက်မယ်ငါ့ကိုလည်းတိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတော့ကြတော့ ဒါအမေရိကန်သမ္မတ Trump ကလည်းဒီထက်ပိုပြီးတော့လှုပ်ဆောင်လာနိုင်ခြင်းရှိတာကတော့ကုန်သွယ်ခွန်တွေပိုတိုးမြင့်ကောက်ခံလာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ဒါအပြန်အလှန်ဆွဆွဲမှုတွေပြစ်ခတ်မှုတွေတိုက်ဆုံထိခိုက်မှုတွေအပြင်အခြားနိုင်ငံတွေကပါဒါဂျားဝင်ဖြန့်ပြင်းမှုတွေရှိလာတာတော့မှပဲအခြေအနေတွေကပိုပြီးတော့တင်းမာလာခဲ့ဒါစောစောကခုနကမ္ဘောဒီးယားကလည်းထိုင်းကိုလက်တုံ့ပြန်မယ်ဆိုပြီးတော့ပြောတာရှိတယ်လို့ပေါ့နော်အထိုင်းဘက်ကနေလည်းကမ္ဘောဒီးယားအပေါ်မှာသူကတီးခတ်နိုင်စွမ်းလုံးဝကုန်သွားပြီ ထိုင်းစစ်တပ်ကအဲ့လိုပုံစံမျိုးကြီးညာတယ်ဗောနော်ပြီးရင်ထိုင်းဝင်ကြီးချုပ်အနုတင်ကလည်းစစ်တပ်ရဲ့ဗောနော်ဒါစီးရေးဆောင်ရွက်ချက်တွေကိုအပြည့်အဝထောက်ခံတယ်တိုက်မယ်ဆိုလည်းအပြည့်အဝထောက်ခံတယ်တိုင်လည်းတိုင်မယ်ဗောနော်ကမ္ဘောဒီးယားဒါရှုံးနိမ်ပြီးတော့အားကုန်သွားသည့်အထိတိုက်ခိုက်မယ်ဗောနော်ကမ္ဘောဒီးယားကိုရှုံးနိမ်ပြီးတော့အားကုန်သွားတဲ့အထိကိုအဆုံးအထိကိုသူကတိုက်ခိုက်မယ်ဆိုတဲ့ပုံစံမျိုးဒါပြောသွားတယ်ဗောနော်စစ်တပ်ကိုလည်းအဲ့လိုစစ်တိုက်ဖို့အမိတ်ပေးခွင့်ပြုလိုက်ပြီဆိုပြီးတော့ထုတ်ပေါ်ပြောဆိုသွားတယ်အဲ့တော့လုံးဝအဆုံးစွန်ဆုံးထိသူတို့ဆုံးဖြတ်ထားကြတဲ့ပုံတွေ့ရတယ်ဗောနော် ဒါပြင်ထပ်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေလည်းပါသေးတယ်။အဲ့တော့ခုနကတော့ကတော့ဒါထိုင်းဝင်ကြီးချုပ်အနုတင်ကသူ့ရဲ့စစ်တပ်ပေါ့နော်။ထိုင်းစစ်တပ်ကိုသူကလုံးဝအပြစ်ဝထောက်ခံတယ်၊ရက်တီမယ်ဆိုတဲ့ပုံစံမျိုးပြီးရင်စစ်လက်တိုက်မယ်ဆိုတဲ့ပုံစံမျိုးပြောသွားတယ်။ပြီးရင်ထိုင်းစစ်တပ်ကလည်းဒါကမ်ဘောဒီးယားအပေါ်မှာခုနလိုပဲတီးခတ်နိုင်စွာဂုံသွားပြီ။ထိုင်းစစ်တပ်အနေနဲ့တိုက်ပွဲဝင်ရန်အပြစ်ဝပြင်ဆင်ထားပြီးသားအသင့်ပြင်ထားပြီးသားဖြစ်ကြောင်းပြီးရင်ကမ်ဘောဒီးယားကလက်နက်ကြီးအသုံးပြုတိုက်ခိုက်ရင်ထိုင်းစစ်တပ်ကလည်း အင်ပြေအားပြေတိုက်ခိုက်ဖို့အသင့်ပြင်ထားပြီးဖြစ်ကြောင်းပြောတယ်ပေါ့နော်အဲ့တော့ထိုင်းစစ်တပ်ကိုလည်းဒါသူတို့ရဲ့ပြည်သူတွေကအပြည့်အဝယုံကြည်ဖို့တောင်းဆိုထားတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့အခြေအနေတွေကတော့အဆိုးဆုံးထိရောက်သွားနိုင်ပြီပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါနှစ်ဖက်တင်းမာတဲ့အနေအထားကိုဘလို့ပြန်ဖြေလျှော့မလဲဆိုတဲ့ဟာကလည်းအခုထိဖြေမရှိသေးဘူးပေါ့နော်ဒါပြင်ဒါထိုင်းဝင်ကျုပ်အနုတင်ကကမ္ဘောဒီးယားနဲ့ဆွေးနွေးပွဲတွေကိုပယ်ချလိုက်တယ်ကမ္ဘောဒီးယားနဲ့လုံးဝမဆွေးနွေးဘူးပေါ့နော်ဒါအပြစ်ခက်ရစေးဆိုတာကလည်းထိုင်းရဲ့တောင်းဆိုချက်တွေကိုလက်ခံနိုင်မှပဲဖြစ်ပေါ်လာနိုင်မယ့်အရာဆိုပြီးတော့ပြောလိုက်တယ် ပြက်ခတ်ဆွေးနွေးတာကအစပေါ့နော်ဒီထိုင်းဘက်ကနေပြီးတော့တောင်းဆိုသမျှဟာတွေအကုန်လုံးကိုလက်ခံနိုင်တယ်ဟိုဘက်ကလက်ရောနိုင်တယ်ဆိုမှပဲကမ္ဘောဒီးယားဘက်ကပေါ့နော်လက်ရောနိုင်တယ်ဆိုမှပဲဒီအပြက်ခတ်ရက်ဆွေးဒါကိစ္စတွေဆွေးနွေးတဲ့ကိစ္စတွေကဖြစ်လာနိုင်မဲ့အရာတွေဆိုပြီးတော့ပြောချလိုက်တယ်ပေါ့နော်အဲ့တော့အဆုံးစုံဆုံးတီကိုတွေးထားတာပါအဲ့တော့ကမ္ဘောဒီးယားနဲ့ဒါရခိုင်ငင်းငင်းကြီးညချက်များကိုလည်းလုံးဝတရားဝင်လို့မယူဆတော့ကြောင်းပြောတယ်ပေါ့နော်ဒါအပြင်ဘာထက်ပြောလဲဆိုရင်သူကကမ္ဘောဒီးယားနဲ့စစ်ရေးကိစ္စများရက်တန့်ရန် အမေရိကန်ရဲ့ကုန်သွယ်ခွင့်ချိန်ချောက်မှုကိုလည်းကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ပြောတာအဲ့ဒါကတော့တော်တော်လေးဒါပြတ်သားသွားပြီပေါ့နော်တော်တော်ကိုပြတ်သားသွားပြီအဓိကတော့ကမ္ဘောဒီးယားကိုလည်းသူတို့လက်တုံ့ပြန်မယ်အစွမ်းကုန်တုံ့ပြန်မယ်လုံးဝဒါအားနေပြီးတော့ဒါလုံးဝရှုံးနေသွားသည့်အထိသူတို့တိုက်မယ်ပေါ့နော်အဲပြီးရင်ဒါသူတို့နဲ့ဆွေးဆက်ဆွေးနွေးညှိနှိုင်းတဲ့ကိစ္စကိုလည်းသူကလုံးဝပယ်ချတယ်အဲ့လိုမျိုးဒါအပြစ်ခက်ရစဲတဲ့ကိစ္စတွေဆိုတာကလည်းအဲသူတို့ရဲ့တောင်းဆိုမှုထိုင်းရဲ့တောင်းဆိုမှုကိုပေါ့နော်ကမ္ဘောဒီးယားဘက်ကလိုက်နာမှပဲ ဒါတွေကဖြစ်လာနိုင်မဲ့အရာတွေဆိုပြီးတော့ပြောတဲ့အပြင်ခုနလိုပေါ့နော်နှစ်နိုင်ငံကြားမှာဒါဂျာဝင်ဆိတ်ဆက်ပြီးတော့သူ့ရှိမှာပဲလက်မှတ်ထိုးခဲ့တဲ့ Trump ရဲ့စကားအဲဥစားဝါစားဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားစေတယ်ပေါ့နော်အဓိကကအဲ့ပုံစံမျိုးသဘောတက်ရောက်သွားတယ် အဲဒီကတော့ဒီကုံတဲ့ခွန်ချင်းချောက်တဲ့ကိစ္စကိုလည်းဂယုဆိုင်နေမှာမဟုတ်ဘူးကြောက်နေမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်တဲ့စကားအဲဒီစကားကိုလည်းအမေရိကန်သမ္မတထရန့်ကသူကိုယ်တိုင်လည်းဒါကြားလိမ့်မယ်မြင်လိမ့်မယ်နားထောင်နေလိမ့်မယ်ပေါ့နော်အဲ့တော့သူဒီတိုင်းနေမလားအဲသူရောဘယ်လိုပုံစံမျိုးတုံ့ပြန်လာမလဲအဲပြီးရင်တည့်ရတိုင်းပဲဒါအမေရိကန်သမ္မတထရန့်ကလည်းအဲသူရဲ့လုံမဲ့ကိစ္စတွေကပေါ့နော်ခံမှန်းလို့မရဘူးပေါ့နော်ခံမှန်းလို့မရတဲ့ပုံစံမျိုးနဲ့လှုပ်ရှင်ရလှုပ်နေတဲ့အနေထားပေါ့နော် အဲကြောင့်အခုလိုမျိုးပုံစံမျိုးသူ့ကိုပါပြန်ပြီးတော့တုံ့ပြန်လိုက်တဲ့ဇကားကိုရောသူကဘယ်လိုမျိုးပြန်ပြီးတော့ဖိအားပေးမလဲဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်ပြီးရင်ဒါရုရှားနဲ့ဒါယူကရိန်းနဲ့ကိစ္စမှာဆိုလဲဒါထရန့်ရဲ့လောက်ရက်တွေကိုဝေဖန်ခံနေရတာတွေရှိတယ်ယူကရိန်းပေါ်မှာပေါ့နော်လက်ရောပေးရမယ့်အချက်တွေကိုပြောတဲ့အခါမှာလုံးဝကိုပေါ့နော်ဒါတော်တော်လေးပြင်းပြင်းထန်ထန်ပုံစံမျိုးတွေလှုပ်လိုက်တဲ့ဟာတွေလည်းရှိတယ်ဒါယူကရိန်းအတွက်နစ်နာစေတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲကြအဲ့လိုပုံစံမျိုးနဲ့စစ်ပွဲတွေကိုသူကလိုက်ပြီးတော့အဲငြင်းကြအောင်လုပ်နေသေးအောင် တွေ့ရတယ်ပေါ့ဗျာ။ဒါပေမဲ့တကယ်တကယ်မြေပြင်မှာကြတော့ပေါ့နော်။ဒါနစ်နာတဲ့သူတွေကပုံများတာတွေတွေ့ရတယ်။တကယ်တကယ်မြေပြင်မှာကြတော့ဒါမျက်တမ်းမှုမရှိတဲ့ဟာတွေလည်းတွေ့နေရတယ်ပေါ့နော်။အဲဒါကြတော့အေးမင်းငါတို့ပြောရတဲ့စကားနားမထောင်ဘူးလား။နားမထောင်ဘူးဆိုရင်ငါကတော့ဒီလိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ track ကသူ့လက်ထက်မှာဒီလိုပုံစံမျိုးတွေကိုတော်တော်လေးလှုပ်ဆောင်နေတာတွေတွေ့နေရတယ်ပေါ့နော်။အဲတော့အဲဘယ်လိုမျိုးဖိအားပေးလိုက်နိုင်တယ်လဲဒါပြီးရင်ဒါသူ့ရှေ့မှာလက်မှတ်ရေးထိုးပြီးတိတ်မကြခင်မှာပဲအခုလိုထိမ့်မြန်သိမ့်မြန်အဆင့်ထိဖြစ်လာလို့ နှစ်နိုင်ငံစလုံးကဒါ Donald Trump ရဲ့ဒါအမျက်ကိုခရမ်းနိုင်ခြင်းရှိတယ်ဆိုပြီးတော့လည်းသုံးသပ်နေကြတယ်ပေါ့နော်။ဒါလည်းဖြစ်နိုင်ခြင်းရှိပါလေ။ဘာကြောင့်လဲဆိုတော့ तू ကဒီနိုင်ငံတွေကြားမှာပေါ့နော်။အဲတခုခုဆိုရင်ခနဲ့တာပဲဖြစ်ဖြစ်ပေါ့နော်။အဲလိုက်ပြီးတော့ဝင်ပါတာမျိုးပဲဖြစ်ဖြစ်ဒါမျိုးပုံစံမျိုးတွေအမြဲတစေလုံနေတဲ့အတွက်ပေါ့နော်။ အခုလိုမျိုးသူလှုပ်ခဲ့တဲ့လှုပ်ရက်တစ်ခုပေါ့နော်သူရှိမှာပဲဒါသူရဲ့စိတ်ဆက်ညှိနှိုင်းမှုနဲ့ပေါ့နော်လက်မှတ်ထိုးခဲ့တဲ့နိုင်ငံတစ်ခုကပေါ့နော်သူ့ကိုပါပြန်ပြီးတော့ပေါ့နော်ဒီလိုမျိုးနဲ့ပတ်သက်လို့ပေါ့နော်ဒါလုံးဝသူကအဆုံးထိတွေးထားတာပြတ်သားထားတာပေါ့နော်ထိုင်းကအဲအဲ့လိုမျိုးပြတ်သားထားတဲ့အပေါ်မှာပေါ့နော်ဒီစီရေးကိစ္စတွေကိုရက်တက်မှုအတွက်ဒါအမေရိကန်ရဲ့ကုံသွယ်ခွန်ချိန်ချောက်တဲ့ကိစ္စတွေကဆာငါတို့ကဂရုစိုက်နေမှာမဟုတ်ဘူးဆိုပြီးပြောချလိုက်တာအဲ့တော့ကြဘလို့ပုံစံနဲ့ဖိအားပေးလာမလဲဆိုတာကိုကျွန်တော်ဆက်ကြည့်ရမှာပေါ့နော်။ဒါပြင်ဒါထိုင်းစစ်တပ်ကလည်းအချုပ်အခြာအာဏာအတွက်မဖြစ်မနေဆင်နွှဲရမယ့်ဒီတိုက်ပွဲ ပြီးရင်ကမ္ဘောဒီးယားဘက်ကလည်းလူထုထောက်ခံမှုမဖြစ်မနေမျိုးချစ်စိတ်ကိုနိုးထားဖို့လိုအပ်နေတဲ့ဒီတိုက်ပွဲအဲ့တော့ဒီတိုက်ပွဲဘယ်ထိသွားမလဲဘလောက်ထိပြင်းထန်လာမလဲဘလို့အခြေအနေမျိုးနဲ့ရက်သွားမလဲဆိုတဲ့ဟာကိုလည်းဒါအလုံးကစိတ်ဝင်စားနေစောင့်ကြည့်နေကြတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒါပထမဆုံးဒါကြမ်းဖြတ်ပေါ့နော်ကြမ်းဖြတ်နဲ့ပတ်သက်လို့နှစ်နိုင်ငံစလုံးဒါကောင်းခဲနေရတဲ့အနေအထားမှာပေါ့နော်ဒါအမေရိကန်ရဲ့ဒါဖွဲ့လိုက်တယ်ပေါ့နော် strike force အဖွဲ့ပေါ့နော်အဲဒီအဖွဲ့နဲ့အရင်ဆုံးမတွေ့ဘဲနဲ့အခုတော့အမေရိကန်ရဲ့ ဒါကုံသွဲကုံကိစ္စနဲ့ဒီနှစ်နိုင်ငံစလုံးကအရင်ဆုံးတွေ့မဲ့ပုံစံမျိုးတော့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါကတော့အချိန်ကြီးကတော်တော်လေးပြင်းထန်တဲ့အနေအထားတွေရောက်သွားပြီအဲဒါထိုင်းဘက်ကလည်းသူ့ဘက်ကမှန်နေဆိုရင်သူကလည်းပြတ်သားထားတဲ့အနေအထားကမ္ဘောဒီးယားလည်းသူ့ဘက်ကမှန်နေဆိုပြီးတော့သူကအဆုံးထိလုံမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောထားကြတယ်အဲ့တော့ဒီနိုင်ငံနှစ်ခုဒါအဲ့တော့ဒီနိုင်ငံနှစ်ခုဆစ်ပစ်တော့မယ်ဆိုတဲ့အနေအထားမှာတချို့ကဘာဘာထပြီးတော့လှုပ်လဲဆိုတော့နှစ်နိုင်ငံစီးနှိုင်းရှင်ချက်တွေထပြီးတော့ဒါဖော်ဖော်ပြကြတာရှိတယ်ပေါ့နော်စီးနှိုင်းရှင်တာ ဗန်နိုင်ငံကတော့အာဒါစစ်တီအင်ကဘယ်လောက်ရှိတယ် ဘယ်နိုင်ငံကတော့ vlog ရှိတယ်အာဒါလက်နက်ကြီး vlog ရှိတယ်တင်ကား vlog ရှိတယ်ကြီးတက် vlog ရှိတယ်ဒါမျိုးပုံစံမျိုးတွေအထိဒါအစုံတိကိုတွေးပြတာအစုံတိကိုတွေးပြတာပေါ့နော်အေးအဲ့နိုင်နိုင်ငံတိုက်လို့ကတော့ဘယ်ကနိုင်မလဲဆိုတော့အတွေးမျိုးကလည်းအားလုံးကသိချင်ကြတာ哦အဲ့ဒါကြောင့်မလို့ဒါသတင်းမီဒီယာတွေကလည်းအဲ့ဒါနဲ့ပတ်သက်လို့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီ Thai နဲ့ Cambodia ဆင်ရနှိုင်းရှင်ချက်ကိုလည်းဒါကျွန်တော်လည်းကြည့်ကြည့်တဲ့ခါကျတော့တော်တော်လေးခြားနားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါစုစုပေါင်းအင်အားအနေနဲ့ဆိုရင် Thai က 3,6850တရှိတယ်ကမ္ဘောဒီးယားက3,2300ရှိတယ်အဲ့မှာတော်တော်လေးကွာဟတယ်ဗောနော်ဒါစစ်တီအင်အားကြီးပဲကိုပဲသူကဒါထက်ဝက်လောက်กว่าတာမျိုးတွေ့ရတယ်ပြီးရင်ကြီးတက်အနေနဲ့ဆိုရင်3,4500ရှိတယ်ထိုင်းကအဟိုးစာ9,500မှရှိတယ်ဗောနော်ကမ္ဘောဒီးယားကရေတက်ဆိုရင်ထိုင်းက6,950ဗောနော်ကမ္ဘောဒီးယားက2,800တော်တော်ကိုกว่าဟတယ်ဗောနော်တော်တော်လေးကိုกว่าဟတယ်လေဆိုရင်လည်းအဲ့တိုင်းပဲ4,600ရှိတယ် ကမ္ဘောဒီးယားက1500ရှိတယ်ဗောနော်တင်ကားဆိုရင်394ထိုင်းရကမ္ဘောဒီးယားက200အာတော်တော်လေးကွာဟတာကြီးပဲဗောနော်ဒါကမ္ဘောဒီးယားဘက်ကတော်တော်လေးနှိမ့်တဲ့အနေထားနှိမ့်ပါတဲ့အနေထားကိုတွေ့ရတယ်လက်နက်ကြီးအနေနဲ့ကြည့်မယ်ဆိုရင်လည်းထိုင်းဘက်က2569ကမ္ဘောဒီးယားဘက်က486တိုက်လေရင်ဆိုရင်ထိုင်းဘက်က122ပေါ့နော်ကမ္ဘောဒီးယားဘက်မှာဆိုရင်ဖော်ပြထားတာတော့မရှိဘူးပေါ့နော်အဲ့တော့ဒါကင်းလက်ရည်ရင်နေဒါကန်းချီဆောင်တက်တဲ့အနေနဲ့ဆိုရင်83တော်တော်ကိုကွာဟတယ်အဲ တော်တော်ကွာကွာဒီနိုင်ငံနှစ်နိုင်ငံရဲ့အင်အားနှိုင်းရှင်ချက်ရပါတော့ဒါစစ်ရေးအင်အားနှိုင်းရှင်ချက်ရကြည့်မယ်ဟေးဆိုရင်ဒါကမ္ဘောဒီးယားဘက်ကတော်တော်လေးနေပါနေတာမျိုးကြီးတွေ့ရတယ်ပေါ့နော်တချို့ကြတော့လည်းပြောကြတယ်ဘာပြောလဲဆိုတော့ဒီအတွေ့အကြုံနဲ့ပတ်သက်တဲ့ဟာပေါ့နော်စစ်ပွဲတိုက်ပွဲအဲဒီလိုမျိုးနဲ့ပတ်သက်လို့ပေါ့နော်အဲစစ်ပွဲရဲ့အတွေ့အကြုံနဲ့ပတ်သက်တဲ့ခါကျတော့ထိုင်းကကမ္ဘောဒီးယားထက်ပိုပြီးတော့နေပါတယ်ဆိုပြီးတော့လည်း ပြောကြရရှိတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မလို့လဲကမ္ဘောဒီးယားကဒီလိုပုံစံမျိုးပြန်တုံ့ပြန်တာဖြစ်တယ်ဆိုပြီးတော့လဲသုံးသပ်ကြတယ်အဲ့တော့ဒါစီးရင်စီးရည်ရဆိုရင်ဒါထိုင်းစစ်တပ်ကကမ္ဘောဒီးယားစစ်တပ်ထဲပေါ့နော်အဆအဆအရာရာကိုတာလွန်နေတယ်။ဒါကြောင့်ပဲသူကလုံးဝပြတ်သားပြနေတာလားဆိုတာလည်းဒါကျွန်တော်တို့ခံမှန်းရမယ်ပေါ့နော်။အဓိကတော့ငါးစီမှာစစ်ရင်ကဒီလောက်ဒီလောက်ဒီလောက်ထိရှိတယ်။အဲမင်းတို့စီမှာရှိတဲ့စစ်ရင်ကငါတို့ကဒီလောက်ဒီလောက်ဒီလောက်ထိတော့တိထားတယ်။ဒါပေမဲ့တခုရှိတာကနိုင်ငံနိုင်ငံကတော့ပေါ့နော်ဒီစစ်ရင်ကနဲ့ပတ်သက်လို့သူကဖော်ပြကြတဲ့အခါမှာ အကုန်အပြည့်အဝအမှန်တိုင်းဖော်ပြတာမျိုးတော့မရှိဘူးအဲ့ထက်ပိုများတာပဲရှိတာပါနော်အဲ့တော့ကမ္ဘောဒီးယားကဘယ်လောက်ထိဖျောက်ထားသလဲအထိုင်းကရောဘယ်လောက်ထိကြံနေသေးသလဲဒါတွေလည်းကျွန်တော်တို့ထည့်ထွက်မှာဖြစ်တယ်အဲ့တော့သူတို့ဘက်ကလည်းအဲဥစားတွေကိုခံမမ်းမှာပဲပေါ့နော်အဲ့တော့စစ်တီအင်ကတို့ဘက်မှာ3သိန်းရှိတယ်ဟိုမှာ3သိန်းခွဲရှိတယ်အဲ့တော့သူတို့နောက်ထပ်ထပ်ပြီးတော့ဒါဖွက်ဖျောက်ထားတဲ့ဟာဖွက်ထားတဲ့ဟာဆိုရင်ဘယ်လောက်ရှိမလဲဒါမျိုးပုံစံမျိုးဒါနိုင်ငံပုံစံမျိုးကလည်းဒါခံမမ်းကြမှာပဲပေါ့နော်ပြီးတော့အချုပ်ချာအာဏာကိစ္စနဲ့ဆိုင်နေတာဖြစ်တဲ့အတွက် နိုင်ငံသလုံးကစစ်စင်မီဟေးဆိုတဲ့ခါကျရင်ဒါတွေကိုတေချာပေါက်ထည့်သွင်းပြီးတော့စဉ်းစားရမှာလေကြီးပဲပေါ့နော်အဲ့တော့ထိုင်းစစ်တပ်ကကမ္ဘောဒီးယားကိုအခုလိုမျိုးပြက်ပြက်သားသားပြန်ပြီးတုံ့ပြန်တာတွေပြီးရင်အမေရိကန်သမ္မတထရန့်ရဲ့လှုပ်ဆောင်ခဲ့တဲ့အပေါ်မှာပေါ့နော်ပြန်ပြီးတော့ဂယုမဆိုင်ဘူးအေးငါတို့ကိုခွန်တိုးကောက်မယ်ဆိုရင်လည်းငါတို့ဂယုဆိုင်မှာမဟုတ်ဘူးအဲငါတို့ကတော့ဒီစစ်ပွဲကိုနိုင်အောင်တိုက်မှာကမ္ဘောဒီးယားကလုံးဝရှုံးနေပြီးတော့အားပြက်သွားသည့်အထိငါတို့ကတိုက်မှာဆိုတဲ့ပုံစံမျိုးနဲ့ပြတ်သားပြတာကဒီစစ်အင်အားတွေတာလုံနေလို့လား ါကလည်းကျွန်တော်တို့စဉ်းစားရမယ့်အချက်တစ်ခုရှိတယ်။နောက်တစ်ခုကပေါ့နော်ဒီအခြေအနေကိုကမ္ဘောဒီးယားကလည်းသိမှာပေါ့နော်။သိတာတောင်မှပဲကမ္ဘောဒီးယားကဘာဖြစ်လို့ပြန်ပြီးတော့တုံ့ပြန်နိုင်နေတာလဲ။တုံ့ပြန်တဲ့ပုံစံမျိုးတွေပြောဆိုနေတာလဲပြင်ပြန်လဲပြစ်ခတ်တဲ့ပုံစံမျိုးတွေလုပ်နေတာလဲပြီးတော့သူတို့ကိုယ်တိုင်ကစားလဲဒီလက်မှတ်ရေးထိုးမှုမှာပါခဲ့ပြီးသားပေါ့နော်ဒါပေမဲ့အယုဆာတွေကိုချိုးဖောက်နေရပါအမှန်တော့ဒါပြက်ပြက်သွားပြီပေါ့နော်ပြက်သွားပြီဘယ်ဘက်ကပဲစလှုပ်လှုပ်ဒီဥစ္စာကအပြန်လန်ပြစ်ခတ်တဲ့အဆင့်တွေကြီးရောက်သွားပြီပေါ့နော် ။အဲကြအဲ့အခြေအနေမျိုးမှာပေါ့နော်သူတို့ကရောဘာကြောင့်မလို့အခုလိုမျိုးမမထန်နဲ့ပြန်ပြီးတော့တုံ့ပြန်နေတာလဲ။ကျွန်တော်ခုနပြောလို့ပေါ့နော်ဒါထိုင်းဘက်ကိုလည်းသူတို့ကလည်းပြန်တွေးมาပဲ။သူတို့ကဘာအတွေ့အကြုံရှိခဲ့သလဲ။ငါတို့ဘက်မှာဘာအတွေ့အကြုံတွေဖြစ်ခဲ့သလဲ။ဘလို့အတွေ့အကြုံတွေရှိခဲ့သလဲ။တိုက်ခိုက်ရေးနဲ့ပတ်သက်လို့ငါတို့တွေကတာလွန်တာဘာရှိလဲ။ဒါမှမဟုတ်ရင် ကမ္ဘောဒီးယားဘက်မှာရောခုနလိုထိုင်းဘက်ကမတိနိုင်တဲ့စီးမြုပ်ွက်တွေဘာတွေရှိလဲအာသာချက်တွေဘာတွေရှိတယ်အဲဘလို့တွေကြောင့်မလို့တို့ဒီလိုတုံ့ပြန်နိုင်နေတာလဲဆိုတဲ့ဟာကလည်းကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါနှစ်နိုင်ငံရဲ့အခြေအနေကတော့တော်တော်လေးတင်းမာနေတဲ့အနေထားပေါ့နော်ဒါလက်တလောကျွန်တော်တို့သိရတဲ့အချက်လက်တွေကိုပြောတာကြည့်ပဲကိုပဲဒါတော်တော်လေးပြပြတသားဆုံးဖြတ်ထားတဲ့အနေထားမှာတွေ့ရတယ်ထပ်ပြီးတော့ဘာတွေဖြစ်လာအောင်မလဲရှေ့ဖြစ်စဉ်မှာဘလို့မျိုးတွေဖြစ်ခဲ့သလဲပေါ့နော်ရှေ့ဖြစ်စဉ်နဲ့ပတ်သက်လို့ကိုတို့နှစ်ဖက်ကြားထဲမှာ ဘယ်လိုမျိုးခံမှန်းမိတာတွေရှိသလဲအဲဒါကြီးလဲကျွန်တော်တို့စဉ်းစားရမှာပေါ့နော်အဲလက်တော်မှာတော့အဲ time back ကစီရအာသာချက်တွေရှိတယ်မြေပြင်တိုက်ခိုက်ရေးမှာရောဘယ်လိုပုံစံမျိုးရှိသလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ပထမတစ်ချိန်မှာသူတို့နှစ်ဖက်ပြန်လည်ပြစ်ခတ်တဲ့အဆင့်တွေရောက်ပြီးသွားပြီပေါ့နော်အဲအကြောင်းမလို့ဒါကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်အရာဖြစ်တယ်တခုရှိတာကဒီစစ်ပွဲတွေဖြစ်ဖို့အတွက်တော့ကျွန်တော်တို့ကအာမပေးဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံမှာရှိနေတဲ့အနေအထားကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အနေအထားတွေမှာ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကပို့ပြီးတော့သိကြတယ်ဗောနော်ဘလို့ပဲဖြစ်ဖြစ်အာနိုင်ငံတစ်ခုဒီလိုမျိုးဖြစ်ပြီးဟေးဆိုတဲ့အခါကျရင်ဒါအချိန်နေအရန်ဆိုးတဲ့အနေအထားတွေကိုရင်ဆိုင်ရလိမ့်မယ်ဗောနော်စစ်ကြောင့်မလို့ဒေဂျီပျက်စီးသွားကြရတဲ့ဒါခုနလိုမိသားစုတွေအများကြီးရှိတယ်ဗောနော်ဘရမဖြစ်စင်မှာကြည့်မယ်ဆိုရင်ကိုပဲဒါကမ္ဘောဒီးယားဘက်ကပြစ်လိုက်တဲ့ဟာတွေကထိုင်းဘက်ချမ်းကဗောနော်ဒါဆယ်ဘန်လိုနေရာမျိုးတွေကြရတယ်ဒါစီဆိုင်လိုနေရာမျိုးတွေကြရတယ်အဲ့အချိန်မှာဒါတိကက်တန်ရရတာတွေတည်ဆုံးတာတွေရှိတယ် အဲ့အတွက်ဘယ်သူကမှဘာမှတာဝန်ယူပေးနိုင်တာမဟုတ်ဘူးဒီအသက်တွေကဆုံးရှုံးသွားပြီတာဝန်ယူပေးလို့လည်းအကောင့်တိုင်းပြန်ဖြစ်မှာမဟုတ်ဘူးအားကြောင့်ဒီတိုက်ပွဲတွေမဖြစ်ဖို့အတွက်ကိုတော့ကျွန်တော်တို့ကဆန္ဒပြုတယ်ဘာကြောင့်လဲဆိုတော့လက်တော်ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့အခြေအနေကကိုပဲဒေါ်လာကြီးစိုးစိုးရွားနေတာရှိတယ်ဗောနော်ဒါကသူတို့ချင်းချင်းအားမတော်သေးတယ်ဒါတနိုင်ငံနဲ့တနိုင်ငံဖြစ်တယ်ကျွန်တော်စီမှာပို့ဆိုးတယ်အခုပြောချင်တာအဲ့ဒါပေါ့နော်ကျွန်တော်စီမှာပို့ဆိုးတယ်ကိုယ့်ရဲ့နိုင်ငံကစစ်တပ်ကကိုယ့်ရဲ့နိုင်ငံသားတွေကိုပြန်ပြီးတော့တတ်နေတာ ကလေးလူငယ်လူကြီးအသက်အရွယ်ကြီးရင်းတဲ့သူအကုန်အစုံအဲ့လိုပုံစံမျိုးတွေတက်ဖြတ်နေတာပေါ့နော်အဲ့ဒါကတော်တော်လေးရင်နာစရာကောင်းတယ်ပေါ့နော်အဲ့တော့ ဒါကတော့ဒါကမ္ဘာအရေးနဲ့ဆိုင်တဲ့ဟာတွေနိုင်ငံကအရေးနဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်တချို့ဟာတွေကကျွန်တော်နိုင်ငံအနေနဲ့ထိဆက်နေတာဖြစ်တဲ့အတွက်တက်ရောက်မှုတွေရှိလို့ဒါဘာတွေလဲဘာတွေဖြစ်နိုင်တယ်လဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကြိုတင်ပြီးတော့ဒါတွက်ချက်တာမျိုးတွေခန့်မှန်းလို့ရအောင်နေကျွန်တော်ခုလိုမျိုးစုံစမ်းစူးစီးပြီးတော့ပြောပြပေးတာဖြစ်တယ်ပေါ့နော်အတိအကျကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလည်းဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့မမေ့ဖို့လိုတယ်သူတို့နှစ်နိုင်ငံဆိုရင်လည်းအဲ့လိုပဲပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်တိုက်တိုက်ပွဲဖြစ်ဖြစ်ဆိုတာနဲ့ကိုယ်နိုင်ငံနိုင်ငံနိုင်ခြင်းမှာပဲပေါ့နော်ကိုယ်နိုင်ငံဘက်ကနိုင်ခြင်းမှာပဲအခုကျွန်တော်တို့ဒေါ်လာရေးကလည်းအဲ့ပုံစံတိုင်းမှာပဲ စစ်ကောင်စီနဲ့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့လည်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကနိုင်စေချင်တယ်ဘောနော်အဲအတိကတော့အာဒါဒီပြည်တွင်းမှာဖြစ်ပျက်နေတဲ့ကျွန်တော်ရဲ့တော်လိုင်းရေးကိုလည်းအမမိတ်မတုံးရှေ့ဆက်ပြီးတော့ပါဝင်ပေးကြပါအဲပြီးတော့ဒါနိုင်ငံကမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တော်လိုင်းပေါ်မှာတက်ရောက်နိုင်တဲ့ဟာတွေဒါအလုတ်ကန်ခွင်လန်းနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေဒါမျိုးတွေအတွက်ကိုလည်းကျွန်တော်မျက်ရှင်မပြတ်စောင့်ကြည့်နေဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်